စစ်ပွဲရဆိုင်ရေးဆွေးနွေးဖို့ကောင်းမွန်ပြီးအပြုသဘောဆန်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်နိုင်ခဲ့တယ်လို့အမေရိကန်သမ္မတထရမ့်နဲ့ယူကရိန်းသမ္မတဇယ်လမ်စကီတို့ကအသီးသီးပြောကြားခဲ့ပါတယ်။ထရမ့်ဟာရုရှားသမ္မတပူတင်နဲ့နှစ်နာရီကြာဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက်တနေ့မတ်လ16ရက်နေ့မှာဇယ်လမ်စကီနဲ့တနာရီကြာဖုန်းပြောခဲ့တာဖြစ်ပါတယ်။ဒါဟာဖေဗျော်ရီလကုန်ပိုင်းတုန်းကအင်ဖြူတော်မှာလူသိရှင်ကြားကြောက်ကစားဖြစ်ခဲ့တဲ့နောက်ပိုင်းထရမ့်နဲ့ဇယ်လမ်စကီတို့ကြားပထမဆုံးအကြိမ်တိုက်ရိုက်စကားပြောဖြစ်ခဲ့တာလို့သိရပါတယ်။ ထရမ့်ဟာရုရှားနဲ့ယူကရိန်းတို့ရဲ့စစ်ပွဲကိုရပ်ဆိုင်ဖို့ကနအူးခြေလှမ်းအဖြစ်ရက်ပေါင်း30ကြာအပြည့်အခက်ရက်ဆဲထားဖို့ပူတင်ကိုအဆိုပြုခဲ့ပေမဲ့ရုရှားသမ္မတကပယ်ချခဲ့ပြီးယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုမတိုက်ခိုက်တော့ဘူးဆိုတဲ့ကတိကိုပဲပေးခဲ့ပါတယ်။ဒါပေမဲ့မတ်လ18ရက်နေ့ကထရမ့်နဲ့ပူတင်တို့ဖုန်းပြောပြီးနိုင်ရီပိုင်းအကြာမှာပဲရုရှားနဲ့ယူကရိန်းတို့ဟာအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုထုတ်ပြောလာမှုအရထရမ့်ဟာယူကရိန်းအတွက်ဥရောပကနေတဆင့်လေကြောင်းကာကွယ်ရေးစနစ်တွေပိုမိုလက်ခံရရှိဖို့အခုအညီပေးရေးသဘောတူခဲ့ကြောင်းသိရပါတယ်။ပြီးတော့ဇလမ်စကီးနဲ့ထရမ့်တို့ဆွေးနွေးကြရမှာလောလောဆယ်ရုရှားတပ်တွေကထိန်းချုပ်ထားပြီးမဲ့ယူကရိန်းကပိုင်ဆိုင်တဲ့ဇာပိုရီစီယာနျူကလ িয়ার တအားပေးစက်ရုံပိုင်ဆိုင်ခွင့်ကိုအမေရိကန်ကလက်လွှဲယူရေးဖြစ်နိုင်ခြေတွေလည်းပါဝင်တယ်လို့ဇလမ်စကီးကမှတ်ချက်ပေးခဲ့ပါတယ်ရှင်။